မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူသမ္မတနိုင်ငံတန်အမတ်ကြီးကောင်စင်ဝန်တို့ပါဝင်တဲ့ဆက်တဦးအဖွဲ့နဲ့ကချင်ပြည်နယ်အစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီးတွေလွှတ်တော်ကိုယ်စားလှယ်တွေဟာဇွန်လ3ရက်နေ့ကတွေ့ဆုံခဲ့ပြီးမြစ်ဆုံကိစ္စ၊နေဆက်ပြဿနာကိစ္စတွေဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်တံအမတ်ကြီးဟာမြစ်ကြီးနားမြို့ကိုဇွန်လ2ရက်နေ့ညနေပိုင်းကရောက်ရှိလာပြီးဇွန်လ3ရက်နေ့မှာကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပြီးအဲဒီနောက်ရှမ်းတိုင်းဒေသကြီးရဝင်းကြီးလီစုတိုင်းဒေသကြီးရဝင်းကြီးတို့နဲ့လည်းတီးခြားတွေ့ဆုံမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်အစိုးရအဖွဲ့ကလီစုတိုင်းဒေသကြီးရဝင်းကြီးက နေဆက်ဒေတာဖွံ့ဖြိုးရေးငြိမ်းချမ်းရေးအမြန်ဆုံးရရှိရေးတရုတ်မြန်မာကုန်သွယ်မှုကိစ္စတွေအဆင့်မြင့်နည်းပညာတွေအသုံးပြုနိုင်ရေးတွေကိုဆွေးနွေးခဲ့ကြတယ်လို့ပြောကြားခဲ့ပါတယ်။မြေဆုံကိစ္စနဲ့ပတ်သက်ပြီးသူတို့အနေနဲ့ပြည်သူလူထုအတွက်ဖွံ့ဖြိုးဖို့ဦးတည်ချက်နဲ့တိစောက်ခဲ့တာဖြစ်လို့လမ်းညွှန်မှုဖြစ်နိုင်အောင်အားပေးဖို့ပြောခဲ့ပြီးကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကတော့ဒါတွေဟာပြည်သူရဲ့သဘောထားမှသာရှိရလို့ပြန်ကြားလိုက်ကြောင်းပြောပါရယ်သူတို့အနေနဲ့ကျတော့တကယ်သာဟုတ်ဒါကြီးကကျတော့ပြည်သူလူထုအတွက်ရည်ရွယ်ပြီးမှပြည်သူလူထုရဲ့ လူနေမှုစောင့်ဝင်နေရဒါတွေဟာဖွံ့ဖြိုးလာဖို့အတွက်ရေပြီးမှတိဆောက်မှုအစီအမံကအရင်ကတည်းကစခဲ့တာဖြစ်တယ်ဒါတွေကိုလည်းဟိုလမ်းညွှန်ပေးဖို့ဖြစ်နိုင်ဖို့ဟိုအားပေးဖို့တော့ပြောတာပေါ့တို့တော့ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့တော့လည်းကောင်းကျွန်တော်ဟိုအနေနဲ့တော့လည်းကောင်း DRD ကတော့ပြည်သူ့မှာပြည်သူ့ရဲ့သဘောထားမှာပဲရှိပါတယ်ဆိုတာဒါတော့ပဲကျွန်တော်တို့ကပြန်ကြားပေးလို့ရပါတယ်ကျွန်တော်ဝန်ကြီးချုပ်အနေနဲ့ဒီမူရေးဆေးဝါးတိုက်ဖြတ်ရေးကိစ္စမှာလည်းပဲဒီကျွန်တော်တို့တစ်ဖက်အညီကူဖြစ်နိုင်ငံရာကလည်းပဲဝမ်းကူညီပြီးမှပူးပေါင်းပြီးမှ ဆောင်ရွက်ဖို့ဒါလည်းပြောကြပါမဆွေးနွေးသွားပါတယ်ပြီးတော့မှတစ်မှုမောင်ဖို့ကိစ္စဘာညာချတော့မဆွေးနွေးခဲ့ရင်တော့မဘယ်လို့ငန်းဆိုနနငယ်အတူတူဥပဒေပုံတွေမှာလုတ်ဘူးဆိုတဲ့နေရာမှာအားလုံးအဲ့လိုပါဝင်အောင်တော့ဝင်းချိုးကတိုက်တွန်းသွားပါတယ် မြန်မာနိုင်ငံဆိုင်ရာတရုတ်တံအမတ်ကြီးကမြစ်စုံကိစ္စနဲ့ပတ်သက်ပြီးမြစ်စုံကိစ္စကတော့ပြည်တော်စု အစိုးရကလူထုရဲ့ဖြည့်ရှင်းချက်ကိုအကြံဉာဏ်ယူပြီးညှိနှိုင်းတိုင်ပင်စေခြင်းတယ်လို့ပြောပါရယ်။၎င်းအနေနဲ့မြစ်စုံဆဲကိုဆက်လုပ်ခြင်းပြီးပြည်တော်စုအစိုးရနဲ့ဆွေးနွေးတိုင်ပင်ရအောင်မှဖြစ်ခါမြန်မာပြည်သူလူထုတွေနဲ့လည်းဆက်သွယ်မှုတွေလုပ်ဖို့လိုသေးပြီးဒီနေ့မှလည်းမြစ်စုံဒေသကိုတွားရောက်လေ့လာသွားမယ်လို့တရုတ်တံအမတ်ကဇွန်လ3ရက်နေ့ကပြောပါရယ်။ What is they are watching very closely on this uh, you know the on this issue I think it will take some time. Yeah, because uh, this issue is directly dealt by the union government, not by the you know the state government. We hope the project could continue. Yeah, but anyway, we have to consult uh, with the uh, uh, union government. Uh, we uh, through uh, you know, friendly consultation, we, we we wish to find uh, you know a, a solution. Uh, you know the uh, proper solution which is acceptable to all the parties. Yeah, but anyway, we need to communicate with the people of Myanmar. So today I'm uh, leaving for the you know Mizong Dam. I will directly communicate with the villagers there. တရုတ်တံမကြီးနဲ့အဖွဲ့ဟာမြစ်ကြီးမှန်ခင်ရက်ွက်မိဘမဲ့ကလေးကြောင်းစီတာပူမိဘမဲ့ကလေးကြောင်းတွေကိုဆန်စီပဲထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါတယ်။ညနေပိုင်းမှာတော့မြစ်ဆုံဒေသကနေပြောင်းရွှေ့လာတဲ့အောင်မြင်သာစံပြကြေးရွာကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။